အားလုံးမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pay တက်တဲ့အားလုံးမင်္ဂလာပါ Manchester United အသင်းရဲ့တောင်ပံကစားသမားတွေဖြစ်တဲ့ Brian Aguemo နဲ့ Amad Diallo တို့နှစ်ယောက်ကအာဖရိကဖလားပြိုင်ပွဲကြောင့်သူတို့ရဲ့ကစားသမားအချို့ကိုဆုံးရှုံးဖို့ရှိတယ်အဓိကက Man United ကဒါအပွဲမိုးရောအမတ်ဒီယာလိုနှစ်ယောက်ကအာဖရိကပွဲကိုလာမဲ့ဒီဇင်ဘာလမှာတွားကစားမှာဖြစ်တဲ့အတွက်ကြောင့်ဒီစားမတွေကိုတလလောက်ထိဆုံးရှုံးနိုင်တယ် အဲ့အတွက်ကြောင့်အခုအသင်းကထွက်ခွင့်တောင်းနေတဲ့ Kobe Mainu တို့ Joshua Sexy တို့ရဲ့ထွက်ခွင့်တောင်းဆိုမှုတွေကိုသူတို့ဘက်က sanction လုပ်တယ် block လုပ်ထားတယ်ဆိုတော့အခု the sun report မှာဖော်ပြချက်ရရောနောက်တစ်ဘက်က Daily Express ရဲ့ဖော်ပြချက်ရအာမတ်ဒီယာလိုရောနောက် Brian Abwemu နှစ်ယောက်စလုံးက Cameroon နဲ့ Ivory Coast ပွဲစဉ်တွေတွား Africa ပွဲတွားကစားဖို့ရှိတဲ့အတွက်ကြောင့်ဒါသူတို့အနေနဲ့ဒီကစားမောက်တွေကိုဆုံးရှုံးနိုင်မှာတေချာတဲ့အတွက်ကြောင့် ကွင်းလယ်မှာလူလိုပြီးဆိုတော့ဒီယာလိုနဲ့ဒါအဘွေးဘိုးက30ဝုကစားလို့ရတယ်အမတ်ဒီယာလိုကဝင်းဘက်ကစားလို့ရတဲ့အချိန်မှာဆိုတော့ဒီအဘွေးဘိုးမရှိတော့ရင်မန်ယူနိုက်တက်ကဘူနိုဖနန်ဒက်စ်က30တက်ကစားမယ်ဆိုရင်ကက်ဆမီရိုနဲ့တွဲပေါ်မှာကွင်းလယ်တယောက်လိုပြီးဆိုတော့သူတို့ကွင်းလယ်တယောက်ခေါ်ယူဖို့လည်းမသေးကြတဲ့အတွက်ကြောင့်ထွက်ခွာခွင့်တောင်းထားတဲ့ဒါကိုဘီမေနူကိုထွက်ခွာခွင့်ပေးဖို့အဆုံးဖြတ်ချက်မရှိတော့ဘဲစက်ထိန်တာဖို့ဆုံးဖြတ်တယ်တခါတိုက်စစ်ပိုင်းမှာလည်း အပွေးမှုမရှိတော့တဲ့အတွက်ကြောင့်သူတို့ဘလိုပဲဖြစ်ဖြစ်ဘန်ဂျမင်ဆက်စကိုတယောက်ထဲထားလို့မရတဲ့ reason ကြောင့် Brian အပွေးမှုနဲ့အာမတ်ဒီယာလိုရဲ့ African Cup Nation ကြောင့်ဟိုစားမနှစ်ယောက်ကိုထွက်ခွင့်မပေးတော့ဘူးလို့ဆိုတယ်ဆိုတော့ဒီနေရာမှာ Joshua Sessi ကို Premier League Club တင်2တင်3တင်ကလိုက်တယ်။နောက် Kobe Menu ကို Napoli အပါဝင်ထိပ်တန်း Club တွေကလိုက်နေတဲ့အချိန်မှာဒါအခုလိုမျိုးအခြေအနေကြတော်တော်လေးပေါ့စိတ်ပြက်စရာ။ဘာလို့ဆိုတော့ African Cup Nation ကဒါလာမဲ့ ဒီဒီဇင်ဘာ21ကနေဒါဇန်နဝါရီ16ရက်နေ့ထိစမယ်ဆိုတော့ဒါမော်ရိုကိုနိုင်ငံမှာကျင်းပမှာဖြစ်ပြီးတော့2025 African Cup Nation ပြိုင်ပွဲမှာ surprise နဲ့ဒါဆိုရင်အခု type Manchester United ကဒီကစားမ2ယောက်ပါတယ်ဒါတော့ဦးနာနာမရှိတော့လို့ဦးနာနာသာရှိဦးနာနာပါပါမှာဒါကြောင့်ခါလီကြရီလေအာဖရိကဖလား ပွဲကနှစ်နှစ်ကြိမ်ချင်းပါတဲ့ပြိုင်ပွဲကြောင့်ဘာဖြစ်လဲဆိုတော့ပြီးတော့နောက်တစ်ခုကတို့ကပူတဲ့နိုင်ငံပူတဲ့တိုက်ဖြစ်တဲ့အတွက်ကြောင့်တို့ပွဲတွေအားလုံးကိုစောင့်ရသည်မှာပဲချင်းပါတဲ့ reason ကဘာဖြစ်လဲဆိုတော့ club ပွဲတွေမှာအရန်ထိခိုက်တယ်လီဗာပူးဆိုအရင်တုန်းကစာဒီယိုမာနေတို့ဆာလာဆိုအခုဆိုရင်လည်းလီဗာပူးမှာလည်းအာဖရိကကစားမားတွေကဆာလာစီပါတယ် သူတို့ Salas ကိုဆက်ရှုံဆုံးရှုံးမယ်ဆိုတော့အခုလောလောဆယ်အသင်းကြီးတွေကိုကြည့်တဲ့အခါမှာဥမာဥမာမမှုဆိုရင် Manchester City ကဥမာမမှုကိုဆုံးရှုံးမယ် Ryan Agnori ကိုသူတို့ဆုံးရှုံးမယ်နောက်တစ်ဖက်က Arsenal ကတော့ Thomas Partey မရှိတော့သူတို့နောက် Ghana ကိုတိုင်ကခြေစွဲမအောင်တဲ့အတွက်ကြောင့်ဥမာဘုံပေါက်ဆိုရင် Antoine Semenyo ကိုသူတို့မဆုံးရှုံးဘူး။ဘာလို့ဆို Ghana ကခြေစွဲမအောင်လို့ဒါတခါ Tottenham Hotspur ကလည်း Mohamed Kudus ကိုမဆုံးရှုံးဘူး။ဘာလို့ဆိုသူတို့ခြေစွဲမအောင်လို့ Papa Matasa ဖပ်စာတယောက်လောက်ပဲသူတို့ဆုံးရှုံးမယ် maybe ဒါ ibsu မှာပေါ့လေသူတို့ဘာဖြစ်လဲဆိုအာဖရိကဂရမာတွေကအမြင်နဲ့နည်းနည်းတော့အာယုံပေါ့လေသူတို့ကလည်းသူတို့ national team အတွက်ဆိုတော့အကုန်လုံးကသွားခင်ကြတယ်ဆိုတော့ liverpool ဆိုရင်ဒါဘယ်လိုပြောမလဲသူတို့ရဲ့နောက်ခံလူတွေကတေချာပေါ့ sorry တောင်မန်တွေက salas ကိုဆုံးရှုံးပြီဆိုတော့ arsenal ကတော့ surprise နဲ့တယောက်မှအာဖရိကကစားမှမရှိတော့သူတို့တယောက်မှဆုံးရှုံးဘူး tottenham hotspur က pubsa ကိုဆုံးရှုံးမယ် ibsu မှာကိုဆုံးရှုံးမယ်ဒါပေမဲ့သူတို့ ီခုတုကိုသူတို့ဆက်ထိန်ထားမယ်ဂါနာချေစပွဲမအောင်တဲ့အတွက်ဘုံဘောက်ကအန်ထွန်ဆမန်ညိုကိုဆက်ထိန်ထားနိုင်မယ်အဲဒီနေရာမှာမန်ယူနိုက်တက်ကအာမတ်ဒီယာလိုနဲ့ဘရိုင်အန်ပွေးမှုကိုသူတို့ဆုံးရှုံးမယ်မန်ချက်စတာစီးတီးကဝိုင်းအက်နိုရီသူတို့ဆုံးရှုံးမယ်ပြီးတော့အိုမာမာမှုကိုဆုံးရှုံးမယ်အသင်းတိုင်းအသင်းတိုင်းမှာအများကြီး effective ဖြစ်တယ်ဒါကြောင့်လဲမန်ချက်စတာယူနိုက်တက်ကသူတို့လူဝယ်ဖို့မတိကြတဲ့အချိန်မှာရှိတဲ့ကစားသမားနှစ်ယောက်ကအနည်းဆုံးတစ်လလောက်ဆိုတော့ထားပါတော့ ကင်မရွန်ကအာဖရိကမှာတောင်းတင်းတဲ့အသင်းထဲမှာပါတယ်ဗျာ။နောက်အိုင်ဘရီကိုကလည်းလက်ရှိချန်ပီယံဖြစ်တော့အာမက်ဒီယာလိုတို့အသင်းကအတိုက်အတာတို့ခဝဲဝဲသွားရင်တို့အချိန်အများကြီးကုန်ပါပွဲအများကြီးလွတ်ပါ။ဆိုဒီချက်ကအများကြီးသိတာတဲ့အာဆန်က surprise လုံးဝကိုအာဖရိကကစားမ၊ तू ကအခုနောက်ပိုင်းမှာအဲ့ဒီ reason ကြောင့် तू အာဖရိကကစားမလို့ तू ရှောင်းတယ်။ ါကလည်း maybe သူတို့အတွက်အမြဲတမ်းနှစ်နှစ်တစ်ခါနှစ်နှစ်တာဖြစ်တာဟုတ်ဒီဟာလည်းနည်းနည်းဒီလောက်လေဘာဘူးဆိုရင် Salas ကိုဆုံးရှုံးတော်တော်လေးတည်တာပြီဆိုတော့ Man United က Ahmed Diallo နဲ့အပွေးမှုကိုဆုံးရှုံးမှာဖြစ်တဲ့အတွက်တွတ် Kobe Menu နဲ့တစ်ဖက်ကတော့ဒီ Joshua Cecilio ကိုဆက်ထိန်းထားဖို့ဆုံးဖြတ်တဲ့ Africa ဖလားပွဲကဥရောပနဲ့ထိပ်တန်းလိပွဲစဉ်တွေရဲ့အသင်းတွေအတွက်အများကြီး effective ဖြစ်အောင်မှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်